ီးခဲ့တဲ့တမိုင်းနှစ်ပေါင်း60လောက်ကိုပြန်ကြည့်မယ်ဆိုရင်အစိုးရကအစိုးဆုံးနိုင်ငံရေးမုံတိုင်းကျွန်တော်နိုင်ငံမှာ၃ခါတိုက်ခဲ့တယ်လို့ကျွန်တော်ပြောလို့ရပါတယ်ပထမဆုံးနိုင်ငံရေးမုံတိုင်းကတော့1960မှာအာနာသိန်းကောင်းကောင်ဗိုလ်ချုပ်နေဝင်ကနေပြီးတော့ပထမဆုံးကျွန်တော်နိုင်ငံကိုအာနာသိမ်းခဲ့တဲ့ချိန်ပါပဲ1960အာနာသိမ်းမှုဟာဘလောက်ထိကျွန်တော်နိုင်ငံမှာခံခဲ့ရလဲ1960ကနေ1988ခုနှစ်တည်း 26နှစ်ကြာဘူဂျုံနေဝင်ဦးဆောင်တဲ့တော်လိုင်းကောင်စီနောက်တော့မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီကနေပြီးတော့စစ်ဖက်အောက်မှာပြပြမှအောင်အုပ်ချုပ်ခဲ့လို့ကျွန်တော်ပြောလို့ရပါတယ်။ထောင်ကွာ60နှစ်အာဏာမသိခင်ကကျွန်တော်မြန်မာနိုင်ငံအာရှရဲ့စပယ်ကြီးလို့ပြောလို့ရတဲ့စီးပွားရေးတိုးတက်မှုတွေရှိခဲ့တယ်။နိုင်ငံရေးအကြည့်မဲ့ဆိုလဲပါလီမန်ဒီမိုကရေစီဆိုတဲ့ကိုကြိုက်တဲ့လူကိုကြိုက်တဲ့ပါတီကိုရွေးချယ်ပိုင်ခွင့်နိုင်ငံရေးလွတ်လပ်မှုတွေရှိခဲ့တယ်။သတင်းစာလွတ်လပ်မှုတွေရှိခဲ့တယ်။ အဲ့ဒါတွေအားလုံးကိုဖြည့်ဆည်းခဲ့တာတော့ဗိုလ်ချုပ်နေဝင်ရဲ့နိုင်ငံရေးမုံတိုင်းပါပဲ26နှစ်ပြည့်တဲ့အချိန်1988ခုနှစ်မှာတော့မြန်မာနိုင်ငံဟာကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံတစ်နိုင်ငံဖြစ်ကြာဆင်းခဲ့ရပါတယ်ဒါပေမဲ့အဲ့ဒီမှာပြည်ပြည်လားဆိုတော့မဟုတ်သေးပါဘူး1988ခုနှစ်မှာဗိုလ်စောမောင်တို့ဗိုလ်တန်းရွှေတို့ကနေပြီးတော့ဗိုလ်နေဝင်းစီကနေပြီးတော့အာနာလွှဲပြောင်းယူပြီးတော့နောက်ထပ်နှစ်ပေါင်း20ကျော်ကြာတိုက်ခိုက်ခဲ့တယ်လို့ပြောရမှာဒါကတော့ဒုတိယ နိုင်ငံရေးမုံတိုင်းလို့ကျွန်တော်ဆိုရပါမှာစစ်တပ်ကနေပြီးတော့နိုင်ငံရေးမုံတိုင်းတစ်ခါတိုက်ပြီဆိုရင်ကျွန်တော်နိုင်ငံကနှစ်ပေါင်း20ဒါမှမဟုတ်30ထိကိုခံခဲ့ရတယ်ဆိုတော့မျိုးဆက်လိုက်ကိုခြေပြီးတော့စစ်တပ်ကနိုင်ငံရေးမုံတိုင်းနေရာတဘာဝမုံတိုင်းနေတဲ့ကပ်ဘေးဖြစ်တဲ့ငင်လင်နေတဲ့ပူပြင်းထန်တယ်လို့ကျွန်တော်ပြောချင်ပါတယ်1988နောက်ပိုင်းမှာလည်းပဲတိုင်းပြည်ကပြီးခဲ့တဲ့မဆလာခစ်တဲ့ပို့ပြီးတော့ပွင့်လင်းလာတယ်စီးပွားရေးရပို့ပြီးတော့ နိုင်ငံတကာနဲ့ကူးသန်းလာတယ်ဆိုပေမဲ့လည်းတိုင်းပြည်ရဲ့တိုင်းသားနယ်ပယ်တွေမှာရှိတဲ့တန်ရန်စန္ဒတွေအကုန်လုံးကိုတူးဖို့ထုတ်ယူစားတောက်နေတာကတော့စစ်ကောင်စီနဲ့သူတို့ရဲ့အဖွဲ့ဝင်တွေစစ်ဗိုလ်ချုပ်တွေနဲ့သူတို့ရဲ့မိသားစုတွေဒါအပြင်ခရိုနီစေပါအပါချမ်းသာသွားတာပဲရှိပါတယ်။တိုင်းသားပြည်သူတွေအားလုံးကတော့တိတက်ပိုပြီးတော့တိုးတက်မလာပါဘူး။သူတို့အုပ်ချုပ်ခဲ့တဲ့1988ကနေပြီးတော့2017ခုနှစ်နှစ်ပေါင်း20ကျော်လာပဲလွတ်လပ်မှုလည်းမရှိ နိုင်ငံအကျဉ်းသားတွေများပြားခဲ့တဲ့နိုင်ငံတနိုင်ငံမှာလမ်းပေါ်ထွက်ပြီးဆန္ဒပြခဲ့တဲ့တန်ဃာတော်တွေနဲ့ပြည်သူလူထုလည်းပဲကျောင်းသားတွေရောပဲအသက်ခံခဲ့ရတဲ့ခေတ်ကာလတွေပါကျွန်တော်နိုင်ငံရဲ့နောက်ဆုံးနိုင်ငံရေးမုံတိုင်းတတရလိုင်းရတော့စစ်ကောင်းဆောင်မင်းအောင်လိုင်းကနေပြီး2020ရွေးကောက်ပွဲရလက်ကိုဖျက်သိမ်းပြီးနောက်21ခုနှစ်ဖေဖော်ဝါရီလမှာအာဏာသိမ်းခဲ့တဲ့အချိန်မှာပဲဖြစ်ပါတယ်ဒီအချိန်ကအဆိုးဆုံးခေတ်လို့ကျွန်တော်တို့ပြောရမှာ နိုင်ငံရေးမုန်တိုင်းဆိုတဲ့အစိုးဆုံးနိုင်ငံရေးမုန်တိုင်းလို့ဆိုရမယ်။ဘာကြောင့်လဲ။ပို့ပြီးတော့သူ့ရဲ့ရှေ့ရဘူဂျုတ်တွေသူ့ရဲ့ဆရာတွေတဲ့လက်ဆောင်ထပ်တာတွေ့ရတယ်ရက်ဆက်တာတွေ့ရတယ်။ဥရတိဆိုရင်ပြည်သူထောင်ပေါင်းများစွာကိုတက်ခတ်ပြီးသွားပြီ။ရွာတွေမြို့တွေနေရာပေါင်းများစွာကိုဘုံကျဲတိုက်ခိုက်တာတွေအများကြီးလုပ်ခဲ့တယ်။ညွန့်နယ်ပေါင်းများစွာကိုလည်းဖျက်ဆီးမိရှုပ်ခဲ့တာကျွန်တော်တွေ့ရတယ်။ကျွန်တော်နောက်ဆုံးအနေနဲ့အခုမလာ28ရက်နေ့ တဘာဘေးရန်တွေအကြီးအကျယ်ခံစားနေရတဲ့မန္တလေးကစကိုင်းကနေပြည်တော်ကပဲခူးကရှမ်းပြည်တောင်ပိုင်းပြည်သူတွေအဲ့လိုခံစားနေရတဲ့အချိန်မှာပဲမင်းအောင်လိုင်ဟာပုံကျဲမပြတ်ဘူးပြည်သူတွေရဲ့ရွာတွေကိုတိုက်ခိုက်ပြီးရှို့နေရတယ်လည်းမပြတ်ခဲ့ပါဘူးဒါတွေအားလုံးကိုကျွန်တော်တို့အနှစ်ချုပ်ကြည့်မယ်ဆိုရင်တော့ပြီးခဲ့တဲ့နှစ်ပေါင်း60ကျော်မှာ1962ခုနှစ်တည်းကစပြီးတော့စစ်တပ်ကအာဏာသိမ်းပြီးတော့ ချစ်တက်ကတိုက်ခဲ့တဲ့နိုင်ငံရေးမုံတိုင်း၃ချိန်လုံးဟာကျွန်တော်တို့နိုင်ငံရဲ့ရိုးစက်နဲ့ချီပြီးတော့ကိုဖျက်ဆီးပစ်ခဲ့တာပါနိုင်ငံရေးလွတ်လပ်မှုပညာရေးစီးပွားရေးဒါတွေအကုန်လုံးဟာကုန်းကောက်စရာမရှိတော့အောင်ပဲပျက်စီးဆုံးရှုံးခဲ့ရပါတယ်